တနင်္ဂနွေပစ်ခတ်တိုက်ခတ်မှုရစရေးစာချုပ်ကိုဒီအစိုးရတပ်တန်းအတွင်းအပိသက်မချုပ်ဆိုနိုင်ရင်အစားကနေပြန်စားဝယ်ရှိရလို့ပြည်အောင်စုငြိမ်ချမ်းရေးဖော်ဆောင်ရေးကော်မတီရဲ့ဒုတိယဥက္ကဋ္ဌဦးအောင်မင်းကပြောဆိုလိုက်ပါတယ်။ဦးမြတ်သူရကတရင်ပြပုတ်ထားပါရရှင်။ဒီနေ့ဩဂုတ်လ29ရက်နေ့မှာကျင်းပတဲ့ပြည်သူ့လွှတ်တော်အတွင်းငင်းငယ်ရေးလုပ်ငန်းစီမံလှုပ်ဆောင်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးလွှတ်တော်ကိုလာရောက်ရှင်းပြတဲ့ပြည်သူ့ငင်းငယ်ရေးဖော်ဆောင်ရေးကော်မတီရဲ့ဒုတိယဥက္ကဋ္ဌဦးအောင်မင်းကပြည်သူ့လွှတ်တော်ခေတ္တရနာအချိန်မှာသတင်းတော့တွေရဲ့မင်းမြတ်မှုကိုအခုလိုမျိုးဖြေကြားတော်တာပါ။စာချုပ်လက်မှတ်ထိုးလိုက် လက်မှတ်မထိုးလို့ရှိရင်စာချုပ်ကအတိမဖြစ်တဲ့ပုံတိတ်ကံစာစာချုပ်လက်မှတ်ထိုးလို့ကြောင့်မလို့ကျွန်တော်စာချုပ်ကိုလက်မှတ်ထိုးနိုင်အောင်ဟုတ်ကဲ့တော်တော်စူးစမ်းပြီးဆောင်ပြီးရတာဘယ်သူပြက်မလဲမသိဘူးတကယ်မှာဥတော်မင်းတို့လူငင်းငင်းလူလာတဲ့လူတွေပါလာပါလာလို့ရှိရင်အဲ့ဒီပါလာတဲ့လူတွေဒီစာချုပ်ကိုဆက်ပြီးကယ်ရီကိုလုပ်မယ်ဆိုရင်တော့မဆိုးဘူးတချို့ကဆက်ပြီးမလုပ်တော့ဘူးရဟန်းလုံးတဲ့လူတွေလုပ်တာကိုငါတို့မကြိုက်ဘူးဆိုတော့ပုံဖြတ်လိုက်ရင်တော့တိတ်ကတ်တယ်စာ ခုလက်ရှိအချိန်မှာအရင်ကသဘောတူထားပြီးသားအဖွဲ့တွေနဲ့အရင်လက်မှတ်ထိုးမှဖြစ်သလိုအလုံးပါဝင်နိုင်ရေးမူရသဘောတူညီမှုမရသေးတဲ့လက်နက်ကိုင်အဖွဲ့တွေနဲ့လည်းလက်မှတ်ရေးထိုင်ရေးကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဦးအောင်မင်းကဆက်ပြောပါတယ်။သမရကြီးကဘာပြောတာလဲဆိုရင်အလုံးပါဝင်ရေးမူလို့မစွန့်လွတ်ဘူး။သို့တော်လည်းပဲအဆင့်လိုက်အဆင့်လိုက်လုပ်သွားမယ်။ပထမအဆင့်မှာတော့ခု15ဘွဲ့နဲ့လုပ်။နောက်ဒုတိယအဆင့်တတိယအဆင့်နဲ့ကြံနေတယ်။နောက်အဲ့ဒီဒုတိယအဆင့်တတိယအဆင့်နဲ့မှရှိရပြီလားဘိုင်းလက်ထရလဲမထိုးရဘူး။ သူတို့ဒီတက်မှာထက်လိုက်ရင်ဘိုက်ကစ်ဆိုရထပ်ပြီးတော့ဆိုးနေနေအချင်းအပူကြသွားမယ်အဲ့တော့ဘိုက်ကစ်ဆိုလုပ်ပြီးသားလူတွေအရင်ထိုးမယ်နိုင်ငံတော်တမရတမတော်ကာကွယ်ရေးဦးစီးချုပ်နဲ့လာမယ့်စက်တင်ဘာလ18နဲ့18ရက်နေ့လောက်မှာတွေ့ဆုံဖို့အကြောင်းကြားထားပေမဲ့အစိုးရဘက်ကလည်းအဲ့တဲ့ဆော့တွေ့နိုင်ဖို့ပြောဆိုထားတယ်လို့သိရပါတယ်ဒီပြည်လုံးအပြည့်ရစေးသဘောတူညီချက်တကောတချို့တိုင်းနာလနဲ့ကန်အဖွဲ့အစည်းတွေကလက်မှတ်ထိုးဖို့သဘောတူထားပေမဲ့အချို့အဖွဲ့တွေကတော့တိုင်းနာလနဲ့ကန်အဖွဲ့အစည်းတွေအားလုံးပါဝင်မှသာလက်မှတ်ရေးထိုးမယ်ဆိုတဲ့မူကိုဆွဲကင်ထားတဲ့အဖွဲ့အစည်းတွေလည်းရှိနေပါတယ်ကျွန်တော်မျက်တူရပါ